ီနေ့ကအိတ်သေးထဲမှာမေးထားလေးတခုကသူက print ထုတ်တဲ့အခါမှာတဲ့ A4 နဲ့ print ထုတ်ထားတဲ့စာရွက် A4 နဲ့ print ထုတ်တယ်ပေါ့နော်အဲ့လိုထုတ်တဲ့အခါမှာဇာတ်ကွက်တွေစလုံးတွေကအပြည့်မထွက်လာဘဲနဲ့ site သေးသေးလေးပဲထွက်လာနေတယ်တဲ့အဲ့ဒါကိုဘယ်လိုလေးလုပ်ရမလဲဆိုတာလည်းသူပြောထားတာနော်အဲ့တော့ site သေးသေးလေးပဲထွက်လာရဲဆိုတာဖြစ်တတ်တာကဟုတ်ဒီစာရွက်ဆိုရင်ဆုံး print လေးရင်သွားကြည့်လိုက်မယ်ဒါဆိုရင်တူပုံစံလိုလေး site သေးသေးလေးပဲထွက်လာတယ်လို့ထင်တယ်နော် အဲ့တော့သူဒီအပြည့်လည်းမပါဘူးသူတိတ်တိတ်လေးပဲဖြစ်နေတယ်။အဲ့လိုပုံစံမျိုးပြင်ဆင်နေဆိုရင်အခုဒီမှာ print ကြည့်တယ် preview ရဲ့အပဲဒီဘက်မှာ printer property ဆိုတာရှိတယ်။ဒီအဆုံးမှာ page setup ဆိုတာရှိတယ်နော်။အဲ့တော့ page setup ကိုနှိပ်လိုက်။နှိပ်ပြီးတော့ရင်ထိပ်ဆုံးမှာ page to margin လို့ရှိမယ်။အဲ့တော့အဲ့ဒီထဲကမှဒီမှာ step တွေတွေက page step ကိုရွေးထားလိုက်နော်။ရွေးပြီးအောက်မှာက adjustment မှာ55ဒါဆိုရင်အဲ့55ကိုတိရလောက်ပြ ပင်အောက်ဖက်က paper site ကိုစစ်ဖို့လိုတယ်။ကိုက A4 နဲ့ရထားဆိုပြီး A4 ဟိုရတာစစ်ပြီးလိုလို့တယ်။ဒါ A4 တစ်ချက်နော်။နောက် margin ကိုကြည့်ဖို့လိုတယ်။ margin မှာ B ပပတ်လေးကိုဘယ်လောက်စီထားလဲပေါ့နော်။ကိုက point fact စီထားမယ်ဆိုရင်ဒီဘက် B ကညလေးကနေ point fact ကိုအတိုး shot လုပ်ပြီးလို့ရတယ်။ top button ကိုတလက်မစီထားမယ်ဆိုရင် top button ကိုဒီမှာတလက်မစီပြတ်ထားလို့ရတယ်နော်။ပြီးရင် OK နဲ့ထွက်ကြည့်ပြီ။ဒါဆိုရင်ဒီမှာ B ရောနည်းနည်းလေးချိန်ထားတယ်။ဒါပေမဲ့ဒီပပတ်လေးကသူဒီပပတ် တေဘယ်ကြည့်လိုက်ရင်တေဘယ်ကဘေဘက်ကနေပေါ့အောက်မှာ total ကိုကြည့်လိုက်ရင်တော့1 of 1တော့ဖြစ်နေတယ်။နောက်ဒီခေါင်းစဉ်လေးဆိုရင်အလယ်လေးတွေမရောက်သေးဘူး။ဒါဆိုရင်ဘေဘက်ကကျင်းနေတယ်ညာဘက်ကကျင်းနေတယ်။အဲ့ဒါအတွက်ကိုအလယ်ကိုရောက်ဖို့ပြန်ပြင်ပေးဖို့လိုတယ်။အဲ့တော့အလယ်ကိုရောက်ဖို့ပြင်ပေးမယ်ဆိုရင်အောက်က page setup ကိုပြန်နေလိုက်။နှိပ်ပြီးသွားရင်အခုပြင်ခဲ့တာဒီ page step တွေကရခိုင်တော့သူ့ရဲ့ normal size ကသူကတိတိလေးထွက်နေတဲ့သဘောဒီဒီမှာ size လေးတွေထားလို့တိတိလေးထွက်နေအောင် ်အဲ့အဲ့မှာ100%ပဲပြန်ပြင်ပေးဖို့လိုတယ်နောက်တစ်ခုကကြတော့စာရွက် size နဲ့ margin ပြင်လို့ရတယ်အခုဆိုရင် size နဲ့ margin နဲ့ပြင်ထားတယ်ဒါပေမဲ့လေဒီဘယ်ဘက်ကကျင်းပြီးတော့ညာဘက်ကကျဲနေတယ်အဲ့လိုမျိုးဆိုရင်နောက်ထပ်ထိတ်ဆိုတာ margin ကိုပြန်ရေးပြီးတော့ဒီအောက်မှာရှိတဲ့ horizontally အဲ့မှာမှတ်ချက်လေးထည့်ဖို့နော်ပြီးရင်တော့ okay နဲ့ထွက်လာဒါဆိုရင်တော့ table လေးကဒီစာရွက်အလေးရောက်သွားမယ်ဒီအပွားခေါင်းစဉ်အလေးရောက်ကတော့ဘက်နဲ့ပြန်ထွက်လာနော် ခေါင်းစဉ်အလေရောက်ဖို့ကတော့ဒီမှာ Marshall Center သူလုပ်ထားတာလေးอ่ะဒီအကွက်ပဲရှိနေတယ်ဒီမှာ G1 ထိမရောက်တဲ့အတွက် A1 နဲ့ G1 ကိုဆက်လက်မှန်မယ်ပြီးရင် Home Depth ထိက Alignment ရဲ့ဘွာ Marshall Center နေလိုက်ဒီချိန်နေသူကပြန်ညော့သွားလိမ့်မယ်နောက်ဒီချိန်ပြန်နေလိုက်နော်နောက်ထပ် A2 ကနေပြီးတော့ဒီမှာဆိုနှစ်ကွက်လိုနေအောင်အဲ့တော့ဒီကနေဒီဘက်ကိုနှစ်ကွက်ထပ်ဖြည့်လိုက်မယ်ပထမတစ်ကြိမ်နှိမ့်သွားဖြုတ်တာနဲ့အတူတူပဲနောက်တစ်ကြိမ်နှိမ့်လိုက်မှလာသွားလည်ရမယ်နော်အဲဒါဆိုရင် print ပြန်ကြည့်ကြမယ် ဘိုင်းလေးက print နဲ့သွားလိုက်တော့ဒီမှာခေါင်းစဉ်လေးလည်းအလေရသွားပြီဒါလေးလည်းရသွားပြီပေါ့အဲ့ဒါအုံမကူကပါလေအပြည့်လို့ကျင်တယ်ထက်ချဲကျင်တယ်ဆိုရင်တော့ဒါလေးရကျင်းနေသေးတယ်အဲ့တော့ view လေးကညာဘက်အောက်ဆုံးမှာ zoom to page ကိုနှိပ်ကြည့်လိုက်ဒါဆိုစာရွက်လေးကနည်းပြီးတော့ဒီဘက်ကတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီစာအနေထားရဆိုရင်ဒီခေါင်းစဉ်လေးကိုနည်းနည်းလေးချဲမယ်အောက်က row ရဲ့အမြင့်တွေကိုချဲမယ်ပေါ့နော်အဲ့တော့ back နဲ့ပြန်သွားလိုက်ပြန်သွားပြီးရင်ခေါင်းစဉ်ရဲ့အမြင့်ကိုချဲတဲ့အခါမှာဒီဘေးက ဖုန်းနဲ့ဖိုင်နဲ့ကြားထဲမှာဖြည့်ပြီးတော့အောက်ကို dragon လေးဆွဲလိုက်ဒါဆိုရင်အမြင်လေးပြင်ပြတာဖြစ်သွားတယ်ပြီးရင်ဒီနံပါတ်ကနေဒီ battery ကို select မှတ်ပြီးတော့အလဲပို့ပို့လို့ရတယ်အလဲတော့ရောက်သွားတယ်ဒီအမြင့်ရဲ့အလဲကိုရောက်ချင်တဲ့အတွက်အပေါ်ဘက်ကအလဲလေးကိုထပ်နှိမ့်လိုက်ပြီးတော့မှဝူလုံးလိုက်တာခေါင်းစဉ်စားလေးဖြစ်တဲ့အတွက်နော်အဲ့လိုမျိုးလေးလိုက်ပြင်ပြီးလို့ရမယ်နောက်ဒီရဲ့အမြင့်အတိုင်းမှာအောက်ကိုထပ်ပြင်မယ်ဆိုရင်တော့ဒီအမြင့်ရဲ့အတိုင်းတာကိုမှတ်ဖို့လို့ရတယ် အဲ့တော့အခုဆိုရင် rule number 4ဒါဆိုရင် second number A4 ပေါ့ A4 မှာထားထားတဲ့အချိန်မှာသူ့ကိုအမြင့်လေးလိုက်ပြင်မယ်ဆိုရင်ဒီအမြင့်အကျယ်ကိုအရင်မှတ်မယ်အဲ့တော့ home tab ထဲက cell group ရဲ့အပေါ်က format format ထဲက row height ကိုမှတ်ပါနော်ဒါဆိုဒီမှာ24ရှိတယ်ဒါဆိုရင် channel segment တွေကိုလည်းအဲ့လိုပဲလိုက်ပြင်သွားလိုက်အဲ့တော့ select မှတ်လိုက် ဒီလိုဆက်လက်မှတ်ပြီးသွားရင် format ရဲ့ဒါရူမှာနှိပ်ပြီးတော့ row height ကိုသွားပြီးဒီနားလေးမှာအခု7ပဲရှိနေရအောင်ကိုက20လောက်ပြင်ကြည့်မှာအပေါ်ခေါင်းကျန်24ဆိုတော့ဒီမှာ20လောက်ပြင်ကြည့်လိုက်ပြီး okay နဲ့ထွက်လာနော်ဒါဆိုအမြင်လေးတော့ပြင်သွားပြီပြီးရင်သူကစာအောက်ဘက်ကိုကတ်နေရတဲ့ alignment center လေးသွားပြင်လို့ပူလာတယ်နော်ပြီးအပေါ်အမြင်ရဲ့ center လေးကိုသွားလိုက်နော်ပြန် print သွားကြည့်မယ် file နဲ့ print လေးသွားကြည့်။အဲဆိုရင်တော့ page number အောက်ကိုကြည့်ကြည့်လိုက်။နှစ်ရွက်ဖြစ်သွားတယ်။ ိုကစာရွက်ကိုလှအောင်လို့ အချင်းကျယ်လေးပြင်လိုက်တဲ့အချိန်မှာဒီမှာစာရွက်ကအောက်မှာနှစ်ရွက်ဖြစ်သွားတယ်။အဲ့တော့အဲ့နှစ်ရွက်မှာဘလောက်ပူနေလဲအောက်ကမြားလေးကိုနှိပ်ကြည့်လိုက်။မြားလေးကိုနှိပ်ပြီးတော့ zoom လေးကိုပြန်ပြီးတော့ခြုံကြည့်လိုက်မှာဒီလောက်ပူနေရပေါ့နော်။အဲ့တော့အဲ့ပူနေတဲ့ဟာလေးကိုဟိုဘက်ကိုစမ့်မှုအတွက်ဆိုရင်တမျက်နာတွေကရအောင်ထည့်ကျင်နေအမြင်ရတဲ့အစင်တော့ပြေးနေပြီနော်။ဒီအနေထားအစင်ပြေးနေပြီတမျက်နာတွေရအောင်ဆက်မယ်ဆိုရင်တော့ဘာလေးထက်ညှိလို့ရမလဲဆိုရင် အပေါ်က margin လေးတွေပြင်လို့ရမယ် top margin bottom margin အဲ့တော့ pixel ကိုပြင်နေမယ်နှိပ်ပြီးသွားရင်တော့ margin လေးကိုရွေးပြီးရင် top margin ကို0.5လောက်ပြန်လျှော့လိုက် bottom margin ကိုလည်း0.5လောက်လျှော့လိုက်နော်ပြီးရင် UV နဲ့ထွက်ကြည့်မယ်အဲဒါဆိုရင်အပေါ်လေးကတ်သွားပြီ page number 1လေးကိုနှိပ်ကြည့်ဒီအမြင့်အနေထားလေးကအဆင်ပြေတယ်ဒါပေမဲ့အမှမဆန့်ဘူးလားနားမှာနည်းနည်းလေးလိုနေတော့ကွာတင်ရက်အแทဆန့်အောင်ထပ်လုပ်ချင်တယ် တော့ base set up ကိုပြန်နှိပ် base set up ကိုနှိပ်ပြီးသွားရင် margin ကလည်း0.5 0.5 0.5 0.5 C ထားပြီးသွားပြီနော်ပြီးရင်တော့ page မှာလည်းဒီမှာရာခိုင်နှုန်းလေးသွားထားဖြစ်တဲ့အတွက်ဒီနားလေးကြတော့ကိုက65လောက်လေးရှော့လိုက်ပို့ပြီးရင် okay နဲ့ထွက်လာဒါဆိုရင် page number 1လို့သွားဒါဆိုရင်တော့ဒီမှာစာက65ရှော့လိုက်တဲ့အတွက် သူဘာပြန်ဖြစ်သွားလဲဆိုတော့တေးသေးလေးနေလေးပြန်ဖြစ်သွားတယ် အဲ့တော့ဒီအနေထားမှာဆိုရင်စာရွက်က page number 2မှာနောက်ထပ်3-4ချောင်းလောက်ပဲကျန်ရောတယ်အဲ့တော့ margin ကိုတရွက်ထဲဆက်အောင်ဆိုရင် margin ကိုပြန်ပြင်ပေးဖို့လိုပြီအဲ့တော့သူ့ကို paste တက်ပေးပြန်သွား paste တက်ပို့သွားပြီးရင်တော့ဒီအောက်မှာရှိတဲ့ margin မှာ0.5ကို0.25လောက်ထားလိုက်မယ်0.25လောက်ထားလိုက်မယ်ပြီးရင်နောက်ထပ် okay နဲ့ထွက်ကြည့် အပေါ်လေးကတ်သွားတယ်အောက်လေးဝင်တယ်ဒါပေမဲ့ဒီမှာနည်းနည်းလေးကျန်တယ်ဟုတ်လားအဲ့တော့အဲ့ဒါလေးကိုဒီကြားတဲ့နေရာလေးကိုပြင်ကြည့်လိုက်တော့ background ပြန်သွားလိုက်ဒီမှာ room number ဘာလေးပို့နေလဲဆိုတော့ room number 3လေးကိုနည်းနည်းလေးညာနှစ်ခုဖြစ်အောင်ထားပြီးပို့ချုံလိုက်နောက်ဒါလေးဆိုရင်သူကဘလောက်တွေပြင်ထားလဲဆိုတော့ size လေးတွေသူပြင်ထားမယ်ပို့နော်17လောက်ပြင်ထားမယ်ဒါလေးဆိုရင်လည်း17လောက်ပြင်ထားနောက်ဒီ column ကို နော်နည်းနည်းလေးဘေးအတွင်းထဲကိုချုပ်လိုက်နော်ဆက်သွားကဲအဲ့ဆိုရင် print ပြန်သွားကြည့်မယ် file နဲ့က print အဲ့တော့ file နဲ့က print ဆိုရင်ဒီမှာ one of two ဒီမှာအပေါ်လေးလက်ကတ်သွားပြီဒီမှာဘာလေးပြန်နေရလဲ the line မြင်ကြတော့လေအဲ့အဲ့လိုအနေထားဆိုရင်တော့ page setup မှာဟိုကဘာလေးပြန်သွားပြီလို့ဆို margin မှာအောက်ခြေကို0.5 အ1လောက်ထားလိုက်ပေါ့နော်ဒီဘဝရဲ့အခြေအနေမှာ0.1အတက်ခါအဲ့တော့ဒီဘက်လေးကိုပြန်ကြည့်မယ်ဒါအောက်ခြေကို0.1ထားထားတယ်ဒီဘက်မှာ0.1ထားတယ်အဲ့တော့တိရထဲဆက်အောင်လုပ်ချင်ပြီဆိုတော့အမြင့်လေးကိုနည်းနည်းလေးပြန်ပြီး short လိုက်တော့မယ်ဒီလိုအနေထားဆိုရင်နော်အဲ့တော့ OK နဲ့ပြန်ထွက်စလုံးလေးကိုလည်းကွာ တရားပဲပြင်ချင်တာဦးနော်ဒါလေးဆိုနည်းနည်းလေးတော့ပူသွားပြီဒါပေမဲ့အောက်မှာဒါလေးနေရာလေးက0.1 တန်ဖိုးပြင်ထားပေါ့တွန်းကနောက်ထိပ်ဘက်ကိုကြည့်ဒီမှာတခုစာလာလိုက်ကြနော်အဲ့တော့အဲ့အနေထားမှာကပြန်ပြင်ဖို့အတွက်ဆိုရင်ဒီရဲ့အမြင့်နေကိုတစ်ချက်ပြန်ပြင်လိုက်အစီပြီးသွားပြီအဲ့တော့ rule number 5ကနေစပြီးတော့ PPR ကိုပြန်ဆွဲစာလေးတွေရောဒီလိုလေးပြန်ချိန်ပြီးပါနော်ပြီးရင်အပွား comment ကဘာလေးနဲ့ပြန်သွားပြီးမလဲဆိုရင်တော့ home tab ထဲက save ခုထဲက format ထားလို့မှနေပြီနောက်ထပ် rule height ကိုကြည့်လိုက် မှန်း20ပြင်ထားခဲ့တာဦး18လောက်ပြန်သွားကြည့်လိုက်မယ် okay နဲ့ထွက်လာနော်18လောက်ထားလိုက်ပြီးရင်တော့ print ပြန်ကြည့်ကြမယ် file တွေက print အဲဆိုရင်ဒီအောက်မှာရှိတဲ့1 of 1အကွက်ကလေးရလဲဒီမှာစင်ပြီးသွားပြီတူရထဲလဲဆန်သွားတယ်နော်အဲ့တော့အဲ့မှာဒီမှာနောက်မှာ bottom အောက်ချင်မှာအများကြီးပုံနေရနော်ဒီမှာတွေ့လားနော်အဲ့တော့တရရခိုင်တော့ပြန်ပြီးတော့ခြေလိုက်လို့ရပြီဒီခြေနေတိုင်းတော့ အဲ့တော့ဒီမှာ90ကနေပြီးတော့စောင်းနည်းနည်းလေးချင်မှဖြစ်တဲ့အတွက် scaling မှာ100လေးပြင်လိုက်နော်100တော့ normal size ကို OK နဲ့ထွက်လိုက်အဲဆိုရင်စာရွက်လေးကဒီမှာစာရွက်တွေ့ရတဲ့နေအဆင်ပြေပါပြီဒါတွေ့ရလို့နေချာနေရကြည့်နော်အဲ့တော့ဒီလုပ်ငန်းလေးကတော့မေးထားတာကတော့သူကဇရာကွက်ကစလုံးအပြည့်ထွက်မလာလို့ site သေးနေလို့သူကပြန်ပြီးတော့ကြတော့ အပြည့်လိုချင်လို့ပြင်တာဒါပေမဲ့ပြင်ပြင်တဲ့စာရွက်ကနှစ်မျက်နှာဖြစ်သွားတာရယ်ဒါဆိုရင်မာဂျင်လေးပြင်တတ်အောင်ဘေးဘက်လေးပြန်ချိန်တတ်အောင်ဒါလေးပြန်ပြောထားပြီးလားနော်ဒါလေးဆိုရင်တော့အဆင်ပြေပါပါ